မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီကနေ့ဝေမြတင်ဆက်ပြသခြင်းနဲ့အကြောင်းအရာလေးကတော့တငယ်ကိုညာလက်ပေါ်မှာမောရထဘေလက်ကတငယ်ကျောကိုဖိအနယုံဆိုတဲ့အကြောင်းအရာလေးကိုဗဟုသုတအဖြစ်ဝေမြတင်ဆက်ပြသမှာပဲဖြစ်ပါရဲ့ဗျတငယ်ကိုညာလက်ပေါ်မှာမောရထဘေလက်ကတငယ်ကျောကိုဖိအနယုံတငယ်မွေးဖွား၍နှစ်ရက် နှစ်လနှစ်နှစ်အတွင်း၌နာမူကပရိသန်တွေကိုဆောင်သောဒေဝမြည်သောမာတရဏက်ပင်ဖန်ဆားပါれနာဟံကတမိန်မိန်များဤကြောဝန်းဘူးဤဝန်းလဲသွန်ဤအော့အန်ဤအစွဲချရသောဤကခေါ်ပရောင်းတွင်ဘလူးရုပ်လုံး၍ထမင်းငါဆုံ မုံခွန်နှစ်ချက်တခွန်နှစ်တိုင်းစီမီနှစ်တိုင်းပန်းဖြူပန်းနီး ကွမ်းတရားလက်ဖက်တထုံထင်း၍အနောက်မြောက်တောင်အရတ်သို့မွေးဖွားသည့်အချိန်တွင်ပို့ရမှာဖြစ်ပါれ။ဟုတ်ကဲ့ကျွန်တော်ခုဝင်မြပေးသွားတဲ့အကြောင်းအရာလေးကတော့တငေကူညာလက်ပေါ်မှာမှောက်ရထားဘယ်လက်ကတငေကျောကိုဖိရနိုင်ရုံဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါれ။ဘယ်အချိန်တွင်မှာဖြစ်လဲဆိုတော့နှစ်ရက်နှစ်လနှစ်နှစ်အတွင်းမှာပရိသန်တွေကိုစောင်းသော ဘေဝမြည်သောမတရဏဖန်ဆားပါれတို့တို့ဖန်ဆားခံရတဲ့ကလေးမှာကြောဝမ်းဘူးတဲ့ဝမ်းလဲသွန်နေအော့အန်နေထိုရာကိုပျောက်စီလိုလင်းကောဘရောင်းပြစ်ရပါမယ်ကောဘရောင်းမှာဘလူးရုပ်လို၍ထမင်းငါးစုံ မုံခုနှစ်ချံတကုံနှစ်တိုင်းစီမီနှစ်တိုင်းပန်းဖြူပန်းနီကွမ်းတရာလပတ်တထုတ်ထည့်ပြီး အနောက်မြောက်တောင်အရက်တို့ဝေးပွားသည့်အချိန်မှာမှုရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ခုဝေမျှပေးသွားတဲ့အကြောင်းအရာလေးကတော့တငယ်ကူညာလက်ပေါ်မှာမှောက်ရထားဘယ်လက်ကတငယ်ကျော်ကိုဖိရနှက်ရုပ်ပင်ဖြစ်ပါတယ်။မိတ်ဆွေများအားလုံးပဲကိုစိတ်နှဖျားရှင်လန်းချမ်းမြေကြပါစေ။အားမေးသူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျ။